ုပွက်ထိုးတာပွက်ပွက်ထိုးတာအင်းငါတော့ပါဇက်ကရပြောတာဟောဒီကာမတက္ကတသမารိတွေကယုံတဲ့ခါယုံတယ်မယုံတဲ့ခါမယုံဘူးဒီပွက်ထိုးတာတို့အုံဆွဲတာတို့ဟာဒါကက်တီရှင်ဝါရပဲရှင်းရှင်းပြောရင်ဒါခင်ဗျားတို့ကံနဲ့အကျိုးပေးဘူးယုံကျင်ဒီကိစ္စတွေရှိအောင် ဆရာမပြပါဘူးခင်ဗျာသကမြတ်ပြုတဲ့ကာယကံဝစီကမနောကံတိုင်သူအကျူးပြရမှာအကျူးပြတဲ့နေရာမှာလည်းဘုရားကဟောပထမဇောကဒိဋ္ဌဓမ္မဝေရဏိယကံกว่าခင်ဗျားတို့ဇောလာကုသိုလ်ဇောဆောလဲခုနှစ်ကြိမ်ဇောတယ်အကုသိုလ်ဇောဆောလဲခုနှစ်ကြိမ်ဇောတယ်ဟောပထမဇောဆိုတာဥဆုံးဇောတဲ့ဇောကိုပထမဇောလို့ခေါ်တယ်အဲသူကဒိဋ္ဌဓမ္မဝေရဏိယကံခொနည်းခொနလခொနနည်းတွင်အကျိုးပြင်းပြီးမပြင်းသူဟောဒီကံနောက်လိုက်ပြီးသူအကျိုးမပြင်းနိုင်ဘူး နောက်ကျူးပေးရမယ်သူစကားနဲ့သူလမ်းဟောတတမဇောဆိုတာနောက်ဆုံးဇောနောက်ဆုံးဇောအဲအဲ့ဒီတတမဇောကသူကဒုတိယဘဝကျူးပေးရမယ်ကံမြောက်သွားတာပါမှန်ပါဗျာဒီအလင်းဆုံးငါကျဲဆိုဒုတိယတတစရုဋ္ဌပစ္စမဘေးသတ္ထမဆိုတဲ့အလင်းဆုံးငါကျက်ကအပရာပရိယကံလို့ခေါ်တယ်မှန်ပါဗျာဒါကတတိယဘဝကစပြီးနိဗ္ဗာန်မရောက်မချင်းကျေစုပြုရမယ်မှန်ပါဗျာဂိုင်းကံနဲ့အကျူးကြီး ်ဒါကြောင့်ဦးဇင်းနဲ့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတခါတခါခင်ဗျားတို့ရတဲ့ခန္ဓာကိုကာမတမင်ကြီးပုဂ္ဂိုလ်ဆိုတော့ဟောဒီအလေဆုံးငါကျက်နဲ့ချင်းတဲ့ပုဂ္ဂိုလ်တယောက်မှမလွတ်ဘူးဘုန်းတော်တတ္တရာဘဝကစားပြီးနိဗ္ဗာန်မရောက်မချင်းအကျိုးကျေးဇူးပြုရမယ်ဆိုတော့ဘဝတန်တရာအရှိကြီးမှာဦးဇင်းတို့တရားဓမ္မကြီးခန္ဓာရတဲ့တို့တို့ကကံလွတ်ခေတာမှန်ပါပါအဲကံကတော့ပြုတ်ပြင်ချုပ်တယ်တတ္တိကမချုပ်ဘူး ဟုတ်လားခင်ဗျားတို့နေ့ကျင်လဲခင်ဗျားတို့ဟုတ်လားကိုယ်နဲ့ပြတ်ထန်းလုပ်တဲ့ကာယကံမှုလည်းမရှိဘူးလားနှုတ်နဲ့ပြောဆိုတဲ့ဝစီကံကော မရှိဘူးလားစိတ်နဲ့ကြံစည်တဲ့မနောကံကော မရှိဘူးလားအဲ့ဒီကံကြီးကလေလူလွန့်သွားမယ်ဆေးကိုးလေလူပြဲသွားမယ်လို့ဒီလိုမယူနဲ့နော်ဟောဒီပထမဇောကဒိဋ္ဌဓမ္မဝေဒနိယကံသူကခொနည်းခொနလခொနနည်းတွင်ကျူးပင်းရင်ပြင်းမပင်းရင်သူကဟောဒီကံသူကနောက်လိုက်ပြီးအကျိုးပေးနေအောင်ဒါဗျာကောရမကြီးတပ်တပ်ပြုတ်တဲ့ညံတော်ကြီးနဲ့အမိန့်ရှိခဲ့တယ် ောဒီတတ္တမဇောကကံထိုက်တဲ့အတွက်နောက်ဆုံးကံကံထိုက်ပါလေတတ္တမဇောကဒုတိယဘဝသူအကျိုးပေးရတယ်ကမ္မဝိပါကတလို့ပဋ္ဌာန်းကလာတာကိုဒီအလေဆုံးငါးချက်ကတော့အပရာပရိယကံဆိုတာကအေးတတ္တယဘဝကစပြီးနိဗ္ဗာန်မရောက်မချင်းသူကကျေစုပြုရမယ်ဒါဖြင့်ကံနဲ့အကျိုးပေးကိုအဲဘယ်သူရှောင်လို့ရမရပါဘူးဘယ်သူကလာပြီးလုံနိုင်ဘူးလဲလုံနိုင်ပါဘူးဗျာ လုံနိုင်ရင်ညာခဏရှင်မောကလန်ကြီးပဲခိုးသားရိုက်လို့ပြိဋိနိဗ္ဗာန်စံမလဲစဉ်းစားပါဗျာသူပုတ္တရှင်ဘုရားတော်ကအဖေမိကိုကွနော်ပြောနေဟေးကွနော်ကိလေသာစကားနားထောင်မိတဲ့အတွေ့ခဏလှုပ်ပြီးတတ်ဖို့ချိန်တာအဲဒီမှာရိုက်တော့အဖေမိကသာသမီဘုံမြတ်တာကအေးပဲမိပါပဲဖြစ်ဖြစ်သာသမီဘုံမြတ်တာမပြတ်တဲ့ဥစ္စာကရှိနေတော့ငါသားမြတ်လွတ်အောင်ပြီးအဖေတို့အမေတို့ကအသက်ကြီးပြီဟော ဟိုသားကရိုက်တာကိုဇိုင်မန်းပြီဟိုအမျက်ကြည့်ရအလင်းမမရပဲဟုတ်အေးဒီမှာအေးဒီဝတ်လိုက်တာမှန်ပါဘူးနောက်ဆုံးမိဘကခန္ဓာနဲ့ကိုကြီးစားမှန်ပါဘူးခိုင်းဒီချင်းကံဒီကိုမက်ကဟုတ်လားကံဖြတ်တဲ့ကိုတော်ကြီးဒီကိုပဲနောက်ဆုံးဒီအလေဆုံးငါးချက်ကကံကတခါတည်း အထေသဘောနဲ့လိုက်တယ်လို့မယူနဲ့နော်အထေသဘောနဲ့လိုက်တယ်ဆိုရင်သတ္တရဒိဋ္ဌိဖြစ်သွားတယ်ဟုတ်လားဟောတိကံဖြစ်သွားတာဘာမှအကျိုးမပေးဘူးဆိုလားဥစ္စေတာပဲပါသွားမယ်ဒါတိတိချာချာမှတ်ပါအလွန်နူးညံ့တယ်နော်ဒီနည်းပဲမလေးတံပိုလေးတံရပြီးတော့ဟုတ်လားတကူရဣတရိယတဲ့ပုဂ္ဂိုလ်ပဲဟုတ်ဝိဇ္ဇာနာပြတ်တတ်ခြင်းနဲ့ချင်းညှို့နဲ့ချင်းမနဲ့ညတ်တာဥတိစက်ကဲ့သို့လေအောင်လုံးနိုင်တဲ့ပုဂ္ဂိုလ်ကြီးပဲဟုတ်ပါဘူးဗျာအဲသူ့အချိန်နဲ့သူတော့ဟုတ်တာပေါ့မှန်ပါဘူးသို့တော့ ဒီအလေဆုံး၅ချက်အပရာပိယကံကနောက်ဆုံးပိတ်ဘုရားခန္ဓာနဲ့ကြွဆမ်းမှာမရှောင်နိုင်ဘူးတခါလေဟမ်ကိုယ်တော့ပြောလို့အရင်တော့တကကြိတ်အပေါက်ခရိယနေပြီးတကူနေကြီးထွက်နေတာနောက်ဆုံးကျတော့ကိုရောကြီးတွေးဟာဒီဥစ္စာခန္ဓာနဲ့ကြွဆမ်းမှာဆိုပြီးဖွဲ့လူကိုရိုက်ခါလာပဲဘုရားငါရကံနဲ့ကြူပြီးတိတ်ကြောက်ဆရာကောင်းတယ်နော်ညာတို့တခါကဒေါသရောက်နော် ောဓဆိုတဲ့ကံတရားနေတာဒီမဟုတ်ဘူးနော်မှန်ပါဘူးခင်ဗျားတို့လောကတောင်ပြောတယ်လေဟုတ်လားလက်ကြောင့်ပါတယ်လေရောရတယ်နှုတ်ကြောင့်အဲ့ဒါသတိထားမှန်ပါဘူးခင်ဗျားတို့လက်ကတော့ညုံနေခင်ဗျားတို့မလုံရင်းနှုတ်ကတော့ခင်ဗျားတို့ပြောလို့ဆုံးလွယ်တယ်ဝစီကံလေမှန်ပါဗျာသတိထားဥပ္ပါကြီးဗျာလက်ကတော့ဥပ္ပါကြီး လုပ်ပါတယ်လို့မိတယောက်လုံးမဟုတ်ဆိုတာမလွယ်ဘူး။အဲ့တော့သူ့အကြောင်းပဲလို့တဲ့ဘယ်ဝါတဲ့ဆိုတော့ဝစီကံကအာအလွန်များနေနော်။ဘုရားလည်းစဉ်းစား။ဒီရှင်ဘောက္ကလန်ကြီးကိုရှောင်လူတိမ့်လို့မရဘူး။မရပါဘူးဗျာ။ဟိုပညာရဣန္ဒြေရရှင်သာရိပုတ္တရာကြီးသူ့ကိုအာနာ။မှန်ပါ။နောက်ဆုံးပြီဘုရား။ခန္ဓာနဲ့ကြွေးစားတာ။မှန်ပါဗျာ။ကံအတုမရှိတဲ့ကိုရောကြီးကိုဗျာ။ လွတ်ခဲ့လားဟာပဲလွတ်မလဲပြဝတ်တော်ဆန္ဒပါအကုန်ခါလားအမေလီဟိုမက်တနဲ့ပယ်ပြီးသားနော်ဗောဓိရဲ့နဲ့ရွှေပြင်းမှာပယ်ပြီးသားသို့တော်ဟောဒီအကျိုးပေးခန္ဓာမလွတ်တဲ့အတွက်ခန္ဓာမလွတ်တဲ့အတွက်ခံရဘောင်းဆိုတော့အကျိုးပေးခန္ဓာကမလေးတိုင်ရပြီမဲ့ဒီခန္ဓာကြီးကမရှိဘူးလားရှိရင်အင်းသူရှိနေတယ်သူပြုတ်ခဲ့တဲ့ကိစ္စကသူ့သူ့မှာခံမယ် ိဋ္ဌကဝိပါကဝိကုဝိပါကဆိုတာအကျိုးပြီးဝိတ္တတရာကလုံခြင်းဝိုင်းခြင်းအကျိုးပြီးကဒီခန္ဓာဝိပါကဝိရှိနေရင်ခန်းပါပဲခန်းပါပဲဘုရားကိုရမြတ်ကြီးဝတ်တော်ဆန္ဒပါခန်းရတာကြည်ပါဘယ်နဲ့တူလန်တူမရှိတဲ့ကိုတော်ကြီးပဲဘယ်နဲ့ကိုတော်ကြီးတကိုးတော်နဲ့တားပါလားဆိုတော့ဘယ်ခဏကြမှာလဲဒီဝရကြောင့်မောင်းစင်စားလို့ချိန်မတော်သွေးစင်းတယ်လို့ဆရာစီကနဲ့ကိုကုယူရတယ်ဟုတ်လား ကိုကလုံးဝပြောလို့ပဲမေတ္တာတတ်နေအောင်လေဆိုရင်အောင်ရရှိပါတော့ခင်ဗျားတို့ကြားတဲ့အတိုင်းပေါ့ဗျာအင်းကိုကတော့ပြောဇေဇမာနတို့မတရားဆွဆဲတဲ့ကိစ္စတွေကိုတို့ကြီးမခံဘူးလားအေးသုံးတိပြပိုက်တို့ကမတရားဆွဆဲတဲ့ကိစ္စတွေရောမခံရဘူးလားအေးအကျိုးပြီးဆိုတာကခန္ဓာနဲ့နောက်ဆုံးပိတ်ဘဝအတုမရှိကံဖြတ်ထားတဲ့ကိုတို့ကြီးကိုပဲဟောဒီခန္ဓာအကျိုးပြီးရှိရင်ခါတာဒါပြခန္ဓာပါတ္တစာဟာဒါကြောင့်ဘယ်ခန္ဓာမှမကောင်းဘူးဆိုတာအဲ့ဒီကြမှာပုံရှင်းတာ ဒါဖြင့်ကံနဲ့အကျိုးကြီးကြောင့်ရတာတဲ့ခန္ဓာထဲမှာဒုက္ခရှိတာလားဒုက္ခရှိတာလားဒုက္ခရှိတာပါဗျာအင်းဒါဖြင့်ခင်ဗျားတို့ကဟိုအာကုဒီအာကုတင်ရပါကြသကြဟမ်ဘာကျွင်လာတော့မလဲမုံကြည့်လို့မုံကြီးလို့ကစလာမယ်လာပါလာပါလာပါနော်ဟိုတဲ့ခန္ဓာဒုက္ခသစ္စာဘာဖြစ်အောင်လုပ်နိုင်လဲဒုက္ခဒုက္ခပါလို့ဆရာဥပ္ပါကြီးဒုက္ခသစ္စာကိုဒုက္ခသစ္စာဖြစ်အောင်ဘယ်လိုလုပ်ပြီးနိုင် ်မလုံနိုင်လို့လားပေါ့များလုံရလုံနိုင်ခက်ရကြည့်ရတဲ့အဖြစ်ဒီကာမတက္ကရသမာဓိတိကိုစစ်စစ်မရလို့တော်တော်ခက်နေတာနော်။ဒါဥစဉ်တော့ဟိုပုဂ္ဂိုလ်တွေကိုအာဃာတရှိလို့ပြောတာမဟုတ်။ဥစဉ်တို့ဘုရားရဲ့လမ်းစဉ်ကမေတ္တာဖို့။မှန်ပါ။အမျှဝေ။ကိုရထားတဲ့ကုသိုလ်ကောင်းမှုအမျှဝေ။မှန်ပါ။အဲမေတ္တာဖို့။မှန်ပါ။ဒါပဲ။ဘယ်သူတို့ကိုတင်စရာပစရာတစရာကိုးစရာ။ ို့တော့ခင်ဗျားတို့ဥပါဒံကြောင့်ဥပါဒံဖြစ်နေတာတော့ကျုပ်တို့မတတ်နိုင်ဘူးကံနဲ့အကျူးပြီးယုံကြည်ရင်အဲ့ဒီကိစ္စတွေလွတ်တာနာနာတတ္တအုံလောကနာဘေးလို့ခေါ်တယ်စာလူပြောတော့နာနာတတ္တအုံလောကနာဘေးသူများကစားလမ်းဆုံးတဲ့ကိစ္စတွေပေါ့ဗျာကိုညာနဲ့ကိုခန္ဓာပေါ်မှာဩကိုပြုတ်ခဲ့တဲ့ကံတိုင်းပဲကြည့်ကလေးခင်ဗျားတို့တရားနဲ့တရားဟုတ်လားတမီဝင်းနဲ့ညီရင်ကိုမောင်ရဲ့နှမတယောက်ကောင်တယောက်နင်းဆင်လာကြတယ် ခိုင်ကန်တဲ့အကျိုးကြီးကဒီဘီနဲ့ဒီမင်းကမွေးတာတဒန်းနဲ့ထားပါလားလို့ရရမရပါဘူးခင်ဗျာဟုတ်တချို့ကပညာတတ်တယ်တချို့ကပညာဘယ်လို့တင်တင်မတတ်ဘူးမတတ်ပါဘူးခင်ဗျာဒီပြင်ပုဂ္ဂိုလ်မကြီးနဲ့ဒီသူလဗန်နဲ့မဟာဗန်ကြီးမဟာဗန်ပါဘာမဟာဗန်ကတော့ဘောတော်ဆိုလူပဲဟမ်ညံထက်လိုက်တာမပြောနဲ့ဟမ်ညံတာကိုဖြစ်တာသူလဗန်ကြတော့ဗျာအရှင်းလုံးလေး၄ပါးကတက္ကသာကိုတဝါလုံးလုံးပြတ်တာမရဘူးမရပါဘူးခင်ဗျာ ခိုင်းလိုက်တယ်ညာကဲအကျိုးပေးခြင်းကမတူဘူးနော်ဒီဒီနဲ့ဒီမြေမွေးတာပဲညီတော်နောင်တော်ပဲမဟာဗာနဲ့ဆုလိုပါဒါခဏလို့ထင်ရှားအောင်ပြောတာပါဟုတ်ကိုတော်ကြီးကတော့မဟာဗာကိုတော်ကြီးကတော့မလေးတံဘုလေးတံရပြီတော့ဒါခါလေးကိုအရတမေအရတကူရထားတာဆုလိုပါကလည်းနောင်တော်နောက်ကနေလိုက်ပြီးသင်္ကန်းစီးပြီးတော့ကျူးစားတာတော်ဟာခင်းလို့ပေါ့နော်ရှင်းလုံးလေးပါတာကိုပဲဟာဘယ်လို့မှမရဘူးမှန်ပါပါ ရှင်းလုံးလေးပါတာဇာတိ32လုံးလားမှန်ပါဗျာရပောင်း90ကျက်တာတော့မရဘူးတဲ့ကဲမှန်ပါဘာလို့များဝိပါကဝိညာထိုင်းနေဆိုအကျိုးပြီးအကျိုးပြီးမှန်ပါဗျာလူများကြဲ့ရဲ့ခဲ့တဲ့ကိစ္စမှန်ပါနှုတ်နှုတ်နှုတ်ကြောင့်ဟွသိကြောက်စရာကောင်းတယ်နော်အဲ့ဒီမှာနောက်ဆုံးမင်းနဲ့သာနာနဲ့မတော်ဘူးကွာမင်းသာနာကြီးစုရအောင်လုပ်နိုင်မှာပုံပုံမဟုတ်မင်းသာနာကထွက်ပြီးတော့နောင်တော်ကပြောတော့သူကလည်းသာနာလည်းပြောတယ်နောင်တော်စကားလည်းမလွန်ဆန်းဝင်တော့တော့စိတ်ဆင်းရဲသွားတယ် နောက်ဆုံးဘုရားကိုရောင်မြတ်ကြီးရှိရောက်တော့အိုမိနောက်တော့ထွက်ဆိုရင်လည်းငါအမိနဲ့မထွက်နဲ့အမှသူကဇေယိုက်မသိတာမှန်ပါဒီဝိပါကဝဲသူကံအကျိုးပေးကသူကနှောက်နေသူတပားကိုပြောခဲ့တဲ့အတွက်သူ့မှာဘယ်လိုတင်တယ်မတတ်တာမှန်ပါသူကနော်ပြောလို့သူ့မှာအကျိုးပေးကနှုံချမ်းနေတာမှန်ပါဗျာအဲနောက်ဆုံးကနော်ပြောဘုရားကိုရောင်မြတ်ကြီးကကြည့်တယ်သူ90တပါးလောက်90တကဘာတော့ကသူရှင်မြင်ဖြစ်တဲ့ချိန်ကဘဝဘူးလေးကို သူ့မျက်နှာတုတ်လိုက်တကအဖြူလေးကအမဲလေးဖြစ်သွားတာပေါ့ဘောသင်္ခါရတရားအိဆာပါလားအဲ့ဒီတုန်းကအချက်ကောင်းကောင်းလေးမြင်ခဲ့တယ်ဒီဥစ္စာအကြောင်းပြုပြီးဒီသင်္ခါရတရားအိဆာဖြစ်တာကိုပြင်မဲ့ကနမိတ်ယူပြီးခန္ဓာထဲမှာလဲဩသင်္ခါရတရားအိဆာပါလားလို့ဒီလိုတစ်ချက်တော့ကောင်းကောင်းလေးမြင်ခဲ့တဲ့ဥစ္စာတဘောလေးရှိတယ်အဲ့ဒါဥစဉ်တို့ဂေါရမဘုရားလာလာကြတော့ဟေးသူအကိုကလည်းစာကြီးကြက်ခိုင်းတာဈေးရိုက်မသိတော့မသိရဘူး။အဲ့ဒီမှာကောတော့ပြောလို့ပဲဆုံး ဒါဆွန်းဆွန်းဆွန်းပင်လို့ကြွသွားတဲ့အခါအကြောင်းတော်တစ်ခုလုံးရှင်ဒီစုလပန်တစ်ခုတပားပဲကြံခဲ့တယ်။မှန်ပါဗျာ။ဒါနဲ့ပုံကိုယ်ဒီအကုန်လုံးကြွသွားတော့ဘုရားကိုယ်တော်မြတ်ကျက်ဆွန်းစားခြင်းရောက်တော့သုမေဖုံးပြီးကြောင်းမှာတန်ခါကြံသေးတယ်။မှန်ပါဗျာ။ဒီချိန်မှာစုလပန်ကိုဘုရားကကမ္မထမ်းပေးခဲ့တာခင်ဗျားတို့သိတဲ့အတိုင်းပေါ့ဗျာအဝိပ္ပယလေးကိုမဲလာလိုက်တယ်မပြောဘူး။ဟာရဇောဟာရဏဟာရဇောဟာရဏမဲအဲ့ဒါပေါ့နေ။မှန်ပါဗျာ။လောလောကျကျတော့ဒီကိုယ်တော့လက်စီနဲ့ဆိုတော့ဒီအဖြူလေးက တဖြည်းဖြည်းညူရနေမဲပြီးမလွားဘူးလားသွားပါဘူး။ဩဒါသင်္ခါရတရားအနိစ္စပါလားဆိုတော့ဟုတ်90တကဘာကပြုခဲ့တဲ့ဥပ္ပန္ထိတ္တတ္တရားဒီမှာလားကျေးဇူးပြုတာ။မှန်ပါပါ။အဲဒီမှာတခါတဲ့သူ့ကိုကဣတတိဒဒံနဲ့ရတာနော်။မှန်ပါပါ။သူ့လူဘာကနှစ်တန်းကိုရတာ။မှန်ပါပါ။တခါတဲ့အဲ့ဒီဥစ္စာကနေအကြောင်းပြုပြီးတော့မလေးတံဖုန်လေးတံရပြီ။ဟုတ်လားကောတော်ပြောလို့ဂုံတူးကနှစ်ခုပါလား။မှန်ပါပါ။ကျောင်းတော်သွားပြန်တော့ဟာငင်းချုပ်တဲ့လူနဲ့လမ်းလျှောက်တဲ့လူနဲ့ ်ငန်းလျှော်တဲ့ပုဂ္ဂိုလ်ကဘုရုမေမီစုလပန်းကြီးဖြစ်တယ်မှန်ပါဗျာဘုရုမေမီပါဖြစ်တယ်မှန်ပါဗျာစုလပန်းကြီးဟိုဝက်ကကျွတ်သွားပြီလीမှန်ပါဗျာအဲဒီတော့အကြောင်းတော်ကနေပြန်လာတာပေါ့သွားပင်တဲ့ပုဂ္ဂိုလ်အရှင်ဘုရားဘုရုမေမီစုလပန်းကြီးဖြစ်တယ်မင်းဥဆုံးတွေ့တဲ့ပုဂ္ဂိုလ်ကလက်တဆွဲလာမှန်ပါဗျာအကုန်ပြောက်သွားလိမ့်မယ်သူကအဘိညာဉ်နဲ့လှုပ်ထားတာဟုတ်မှန်ပါဗျာဒါဖြင့်ဒီအဝိအငြိကလေးပုတ္တာတိုက်တာနဲ့တောင်မှ ဩသင်္ခါရတရားအိဋ္ဌာပါလားဆိုတာပြင်ဘက်ကနမိတ်ယူပြီးတော့ခန္ဓာညာနဲ့လိုက်လို့ဝိပဿနာညာကိန်းလို့မလေးတံဖိုလေးတံရတာပေါ့မှန်ပါဗျာအဲဒီကဘာကြီးဒီကများတို့အကြောင်းတင်နိုင်တင်နိုင်ရှော်ရဖို့ရတဲ့ကိစ္စရှိမရှိရှိပါဗျာဘယ်လိုအောင်းမေးလုံးလိုက်တာတော့မိုးနေတာပဲတရားပြတာကိုတရားမှမသိဘူးဟဲ့မှန်ပါဗျာစဉ်းစား ခန္ဓာရဲ့အရေးကြီးတွေလေကျွန်ဝဖောကမင်းလေးအနန္တတိမကောင်းလို့ကျွန်ဝဖောရတဲ့ကိစ္စအတုပါသဘောတွေပြတာဗျာအဲ့ဒါဟမ်ဥပ္ပကြည်ခရအများဆုံးပြောရတာပဲကြီးဟမ်ပြောရတယ်ပြောပါလေကျုပ်အတိကြီးတာပါဘာလို့သမီးတွေအလုကမအားတော့ဟိငါကိစ္စငါလုပ်မယ်သွားသွားသွားကိစ္စပြီအမေ ဘေးပြူလဲဆက်ပြကြရနှမျောနေတာဟုတ်ဒီဒီတိပြီးသားပဲဘာဆိုလဲဆက်ပြကြီးနဲ့ရှော်နေကြဆက်ပြကြီးနဲ့ရှော်ရတော့နှမျောစီတော့အိစေလက်တက်ကတော့မင်းဆက်ပြကြီးနဲ့မင်းဟိုအသိစနစ်ကောင်းတာနော်မင်းလီတို့အိစေတမ်းမြညတို့အိစေမထင်နဲ့ဦးဇင်းအိုသူနဲ့အယောင်းဝယ်လေးပါလေးပြောမိအဲ့လိုစိတ်ဆက်တဲ့ဒကမကြီးပဲသူတို့ကစိတ်ဆက်တယ် နိုင်ခင်ဗျားတို့အဝိရှိရတာလျှော်ရတာမနေဘူးလျှော်ရုံနဲ့ပေါ့မိဘူးတွေပါတောင်တိုက်လိုက်ပါသေးတယ်အနန္တတိပြောက်ပါအောင်ဟောဆိုအတုပအနတ်နေဘူးညအတုပအနတ်ပြောက်အောင်လို့အင်းဒီလိုများခန္ဓာကိုယ်ရဲ့ဩဒီကပြင်းမဲ့ထွက်လာတဲ့အတုပတောင်လက်မခံနိုင်ဘူးဆိုရင်ဒီပင်ကိုအတုပကြီးများဘယ်နေရာများနှစ်သက်เสียဆုံးမဲ့เสียတိမ့်ပိုက်เสียများရှိမရှိလို့လားတော်တာပေါ့ဗျာရှင်ရကြီးခဲရကြီးတယ်လေတော့ရှင်သေး မတွေးဘူးခင်ဗျားတော့လုံတိုင်းလုံတိုင်းကိုယ်ကိစ္စကိုတွေးဖို့မတွေးသူများအတုပါနာမည်နှာခေါင်းပိတ်ဖို့ပဲဆိုစိတ်ကျူးတယ်ကိုယ်ကသူပါပြတာခင်ဗျားတို့ကအဲ့ဒီလူကိုညာကမလာဘူးမလာပါဘူးခင်ဗျာစဉ်းစားအဲ့ဒီတော့အဲတခါလည်းသွားပြည့်လဲဆိုရင်ပဲဘယ်လိုလို့အရှင်ဘုရားစူလိုပါဒီတခါလည်းဖမ်းဆွဲလိုက်တော့ကြမ်းတဲ့ပုံကိုယ်တွေပြောက်ပြီးအရှင်ဘုရားဆွမ်းစားကြပါဗျာဘုရားကိုတော်မြတ်ကြီးအောင်မှာစောင့်နေတယ်အရှင်ဘုရားအတွက်အဲစဉ်းစားသူဝိကအကျိုးအဝိ သူနှုတ်နှုတ်ကကြုံခဲ့တဲ့ဝိကြောင့်ခံရတာနောက်ဆုံးဥစဉ်တို့ဘုရားကိုယ်တော်မြတ်ကြီးလည်းကြည့်ပြီအမှန်ကဒုက္ခစရိယလေ6ရက်6လလောက်ကျင့်ရမယ်ကိစ္စနှုတ်ကြောင့်6ရက်ကိုကျင့်ရတယ်စဉ်းစားအဲ့ဒါကိစ္စတိုင်းဩကုပစ္စုံကကိုယ်ပဲလူကောင်းအောင် လုပ်ပဲအတိတ်ကခံနေရဥစဉ်တို့တရားဓမ္မတွေတတ်တိသဘောနဲ့မရှိဘူးလားရှိဘူးဒီဒါဖြင့်ကံဖြတ်တဲ့အလုပ်ခန္ဓာစပ်သိမ့်တဲ့အလုပ်ရမှာ ဤချမ်းမြေနော်တန်နေရတော့ခမရလူကောင်းတဲ့ကံ